မြောက်ပရင်ကြီးဟာရုတ်တရက်နာကျင်မှုတစ်ခုကိုပြင်းထန်စွာခံစားလိုက်ရပြီးသူ့တော်တချောင်ကျိုးနေတာကိုတွေ့ရှိသွားခဲ့ပါတယ်မြောက်ပရင်ကြီးလိုအေယာမတတဝါကြီးတကောင်တောင်မှသွားခွေဝေဒနာကိုမခံနိုင်ခဲ့ပါဘူးသူနာကျင်နှုံးလို့အစာလဲမစားနိုင်တယ်လို့တခြားသားရဲ့တည့်ဆန်တွေကိုမောင်းထုတ်ဖို့တောင်စိတ်မဝင်စားတော့ပါဘူးသူ့မှာရွေးချယ်စရာမရှိတော့တဲ့အစုံအပေါ်ကဘာကိုစွန့်စားပြန်တက်ပြီးလူသားတွေစီကအကူအညီတောင်းဖို့ပဲရှိပါတော့တယ်မြောက်ပရင်ကြီးရုတ်တရက်ပေါ်လာတာကလူတိုင်းကိုအလွန်စိုးရိမ်စေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့လာရင်ကြောင်ရင်းကိုတီးပြီးတဲ့နောက်မှာတော့အကောင်းဆုံးသွားဆရာဝန်ကအမြင်ရောက်လာပြီးမြောက်ပရင်ကြီးကိုမေးဆေးထုတ်ပေးခဲ့ပါတယ် မြောက်ပရင်ကြီးနောက်ဆုံးတော့ညင်သက်သွားခဲ့ပါတယ်။သွားဆရာဝန်ကကျိုးတိုင်းဆင်းလာပြီးမြောက်ပရင်ကြီးရဲ့ပါးစပ်ထဲကိုဆင်းသက်ခဲ့ပါတယ်။ကျိုးနေတဲ့သွားကိုချိတ်ဆက်ပြီးတဲ့နောက်ဒေယူပို့ဆောင်ရေးလေရင်ကအရှိန်မြင့်ပြီးကျိုးနေတဲ့သွားကိုအောင်မြင်စွာဆွဲနှုတ်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သွားဆရာဝန်ကသူ့အတွက်တိုက်တင်ရန်သွားတို့တစ်ခုကိုတက်ဆင်ပေးခဲ့ပါတယ်။သွားတက်ကိုခံစားမိတဲ့အခါမှာမြောက်ပရင်ကြီးဟာအလွန်ကျဉ်တဲ့နေပုံပါပဲ။အတွင်းကဘာကိုပြန်ရောက်ပြီးတဲ့နောက်မှာမြောက်ပရင်ကြီးဟာထူဆန်းတဲ့အနံ့တစ်ခုကိုရရှိခဲ့ပြီးအဲဒီအနံ့ရဲ့အရင်မြစ်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။ရေတံထုံလုံးကူကိုဖျက်တမ်းပြီးနောက်မှာမြောက်ပရင်ကြီးဟာသူ့ဘယ်တော့မှချေမချဖူးတဲ့နေရာတစ်ခုကိုရောက်လာခဲ့ပါတယ်။ရုတ်တရက်သူမြောက်ငယ်လေးတစ်ကောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ အချင်းကြကြီးအထီးကျန်နေခဲ့တဲ့မြောက်ပရင်ကြီးဟာသူ့ရဲ့အမျိုးတူကိုပထမဆုံးအချိန်တွေးလိုက်ရတာမို့သူ့ရဲ့ခင်မင်မှုကိုပြသဖို့လက်ဖွားကိုဖြန့်တန်းပေးခဲ့ပါတယ်ဒါပေမဲ့မြောက်ငယ်လေးကသူ့ကိုပြင်းပြင်းထန်ထန်ကြိုက်ပြီးထွက်ပြေးသွားလိမ့်မယ်လို့သူမထင်ထားခဲ့ပါဘူးမြောက်ပရင်ကြီးလိုက်သွားခဲ့ပေမဲ့ထောင်ချောက်တစ်ခုတည်းကိုကြားသွားခဲ့ပြီးမြောက်ဝင်းတုံးကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်သူ့ရဲ့အာအင်ကြီးမမှုနဲ့မြောက်ပရင်ကြီးဟာသူတို့ကိုအမြန်ပဲတွန်းလှန်နိုင်ခဲ့ပါတယ်မြောက်ငယ်လေးကိုတော့မြောက်ပရင်ကြီးကနောက်ဆုံးမှဖမ်းမိသွားခဲ့ပြီးသူတို့ရဲ့နေထိုင်ရာစီကိုအတင်းကျပ်လမ်းပြခိုင်းခဲ့ပါတယ် လမ်းမှာမြောင်းငယ်လေးဟာမြောက်ပြင်ကြီးကိုရေကန်ကြီးတစ်ခုကိုဖျက်ပြီးခေါဆောင်သွားကရေကန်တဲကအေယာမတက်တော်ကြီးကိုတုံးပြီးမြောက်ပြင်ကြီးကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မြောက်ပြင်ကြီးကအနေရကိုကြိုတင်သိရှိနေခဲ့ပြီးအေယာမမြွေကြီးကိုအလွယ်တကူအနိုင်ယူကမြောင်းငယ်လေးနဲ့အစာပိုပါခွဲဝေစားတော့ခဲ့ပါတယ်မြောင်းငယ်လေးဟာသူ့ရဲ့ကျင်နာမှုကြောင့်စိတ်နှလုံးလှုပ်ရှားသွားပြီးမြောက်ပြင်ကြီးကိုမျိုးနွယ်စုရဲ့နေထိုင်ရာစီကိုရှာဖွေခေါဆောင်သွားခဲ့ပါတယ်သူ့မျက်စိရှိကမြင်ကွင်းကမြောက်ပြင်ကြီးကိုတုံလို့သွားစေခဲ့ပါတယ်သူ့အမျိုးတူအားလုံးဟာအကျဉ်းချက်ခတ်ထားရပြီးလေးလံတဲ့ကြောက်တုံးတွေကိုတည်ခိုင်းခြင်းခံနေရပါတယ် ဒီနေရာကိုစံပင်ညီနဲ့မြောင်းဝင်းကြီးတကောင်ကအုပ်စိုးနေတာဖြစ်ပါတယ်သူကတော့တနာရီတဲကအာနာရှင်စကားကင်းပါပဲမြောက်ပြင်ကြီးရဲ့တမဏီတော်တွေကိုမြင်တော့စကားကင်းကရေမောပြီးသူ့ကိုစင်ခေါ်ခဲ့ပါတယ်နှစ်ဖက်စလုံးပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုဆက်တင်ခဲ့ကြပါတယ်စကားကင်းကရင်းမြန်ပေမဲ့မြောက်ပြင်ကြီးရဲ့အကျွမ်းမဲ့အာအင်ကိုတော့မရှင်နိုင်ခဲ့ပါဘူးရှုံးနေသွားတဲ့စကားကင်းဟာသူ့ရဲ့နောက်ဆုံးအကွက်အနေနဲ့တိုက်တန်တက်တော်ကြီးသွေးမိဆာကိုခေါ်ယူလိုက်ပါတယ်သွေးမိဆာရဲ့အစွမ်းထက်တဲ့အေးကဲစေတော်လင်ွေဟာမြောက်ပရင်ကြီးရဲ့ညာဘက်လက်မောင်းကိုပြင်းထန်စွာတန်ရာရစေခဲ့ပါတယ်ဒီလောက်အားကြီးတဲ့ရန်သူနဲ့ရင်ဆိုင်ရချိန်မှာတော့လေမာပါနဲ့တဲ့မြောက်ငယ်လေးကမြောက်ပရင်ကြီးကိုထွက်ပြေးလို့မြောက်အောင်ကူညီပေးခဲ့ပါတယ်